်မင်္ဂလာပါရှင်ထိုက်ကဒီနေ့တော့ဒူဘိုင်းရဲ့အရန်မိုက်တဲ့အခိုင်အတန့်ကိုမြန်မာနိုင်ငံအမျိုးတွေကိုလိုက်ပြပေးမှာဖြစ်ပါတယ် location ကလည်းအရန်မိုက်တဲ့ location ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုရဲ့နောက်ဆုံးမှာ location လေးကို mention လုပ်လို့အခုလောလောဆယ်ခံတယ်ကိုလိုက်ကြည့်ကြပါနော် ဒူဘိုင်းရဲ့အဖမတော်တော်ပဲမြန်မာဝင်ရင်းထဲမှာရဲ့ဂက်စီတဲ့အော်မရွန်ကပါပီတာပြီးတော့ဒီဘက်အချမ်းမှာ dining table ရဲ့ living room living room ရဲ့ဟိုဘက်မှာ balcony ပါပီတာအဲ့ balcony ကိုနောက်မှတော့ကြည့်ကြမယ်ဒီကနေပြီးဆက်လျှောက်လိုက်မယ်ဆိုလို့ရှိရင် fitted kitchen ရှိမယ်ပေါ့နော်ဒီ fitted kitchen ကနေပြီးတော့ထပ်ပြီးသွားလိုက်လို့ရှိရင်ဒီမှာ master bedroom ရှိမယ် master bedroom မှာဘာတွေပါလဲဆိုတော့ bathroom ရဲ့ wardrobe ရဲ့အဲ့ရရှိမယ်ဒီတော့ရင်ဒီကနေသူတက်တက်သွားလိုက်မယ်ဆိုလို့ရှိရင်ဘယ်ကောင်နေရှိမလဲကဲအဲ့တော့ဘယ်ဘယ်ကောင်နေမှာချက်လာပတ်ကြည့်တာ ဒါကတော့ living room နဲ့ချိတ်ဆက်ထားတဲ့ balcony လေးပဲဖြစ်တယ်။အဲ့တော့ဒီ project လေးကြောင့်ပြောကြည့်လိုက်အောင်။ဒီအခန်းက Southwest project လေးရဲ့ sample အခန်းလေးပဲဖြစ်ပါတယ်။အဲ့တော့ဒီ project ကပုံမှန်တရှိရလဲဆိုရင် business bay လို့ခေါ်တဲ့နေရာမှာရှိတာ။အဲ့တော့အမျိုးတော်အနေနဲ့ business bay ကိုမရင်းနှီးဘူးဆိုလို့ရှိရင်ဟိုမှာနှက်ကြည့်လိုက်ပါ။အဲ့ဒါ Bush Khalifa ။အဲ့တော့ Bush Khalifa ကတော့အမျိုးတော်အနေနဲ့အားလုံးရင်းနှီးမိသားဖြစ်မယ်လို့ထိုက်တယ်။ တကယ်တော့ business space ဆိုတာက downtown ပဲဒီလို business တွေအများကြီးရှိတဲ့ company တွေအများကြီးနေရာမျိုးမှာ investment လုပ်တာဖြစ်တဲ့ကြောင့်မလို့ cash flow လည်းလုံးဝစိတ်ကူးကြရမလို့ဇင်းတော်လေးအားလည်းမြန်မာငွေတင်းသောင်းခွဲတဲ့နဲ့ Burj Khalifa ရဲ့မြတ်ဆောင်တို့မှာ investment လုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့အမျိုးလိုမျိုးစိတ်ဝင်စားရဆိုလို့ရှိရင်တော့ type ကိုဆက်သွယ်လို့ရပါတယ် type ကတော့ Dubai ငြိမ်ချမ်းပြီးလောကမှာနှစ်နှစ် experience ရှိရတဲ့ကြောင့်မလို့ရုံကြီးကြီးအားကိုးနဲ့ဆက်သွယ်လို့ရပါရဲ့ရှင်